ညူယောက်မြို့တော်ဝန်အဖြစ်ပထမဆုံးမွတ်စလင်တဦးဖြစ်သူလက်ဝဲဝါဒီဇိုရန်မန်ဒါနီရွေးကောက်ခံရပြီးနောက်သမ္မတဒေါ်နယ်ထရမ့်ကကျင်းထန်တဲ့ဝေဖန်မှုများပြုလုပ်ခဲ့ပါတယ်။နိုဝင်ဘာ9ရက်နေ့မှာထရမ့်က မြို့တော်ဝန်အသက်ရွေးချယ်မှုကြောင့်အမေရိကန်ပြည်ထောင်စုဟာအချုပ်အခြာဆုံးရှုံးသွားပြီလို့တတိပေးပြောကြားခဲ့ပါတယ်။ ျွန်တော်တို့ကအဲ့ဒါကိုတတိထားရမှာဖြစ်ပါတယ်ခု၎င်းကဆိုခဲ့ပြီးညူယော်ဟာကွန်မြူနီဖြစ်လာလိမ့်မယ်လို့လည်းစွပ်စွဲခဲ့ပါတယ်မိုင်ယာမီမှာပြုလုပ်တဲ့မိုင်ခွန်းမှာထရန်ကညူယော်ကနေကွန်မြူနီဘာသာကြောင့်ထွက်ပြေးလာသူများခေါလုံရနေရဖြစ်လာတော့မယ်လို့လည်းပြောကြားခဲ့ပါတယ် ထရန်ယာအဆိုအရအမေရိကန်ပြည်သူများဟာကွန်မြူနစ်ဝါဒနဲ့အကြောအကျစင်ကြင်ညံတို့အကြရွေးချယ်မှုပြုလုပ်ရတော့မှာဖြစ်ပြီးစီးပွားရေးဆိုင်ရာမှာလည်းအိမ်မဆိုးနဲ့အံ့ဝေရာတို့အကြရွေးချယ်ကြရမယ်လို့၎င်းကတိုက်တွန်းပြောကြားခဲ့ပါတယ်တဖက်မှာတော့အနိုင်ရရှိသူမြို့တော်ဝင်ဇော်ဒန်မန်ဒါနီကနယူးယောက်မြို့ဟာအတော်မတက်သောတိုးတက်မှုများခက်တဲ့ကိုရောက်ရှိစေရမယ်လို့ကတိပြုခဲ့ပါဗျ။ ၎င်းရဲ့အောင်ပွဲဟာအလုတ်လုံနေသောပြည်သူများအထွဲ့အောင်ပွဲဖြစ်ကြောင်းပြောကြားပြီးအကောင်အကျတတ်တာရဲ့ဂတိကဝတ်တွေကိုအကောင်အထည်ဖော်မယ်လို့ထပ်လောင်းအာမခံခဲ့ပါတယ်။နယူးယောက်ဒီအာနာအဲ့ဒါတွေဟာခမည်းတော်ပိုင်ဆိုင်တာတွေဖြစ်ပါတယ်လို့မန်တာနီကပြောကြားတော့ခဲ့ပါတယ်။